ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့တကယ့်ကိုမှလူအများကြီးရဲ့စကားထဲမှာပါဝင်နေကြဌာနကြီးဇလန်းကြောင်းမှာအလားကတော့အချစ်မှသူရဲ့ကောင်းတယောက်လို့ပြည်မှုတတ်သူတွေကိုဆိုရင်အမြဲလိုလိုရှာမနဲ့နှိုင်းရှင်တကြပြီးတော့ရုံးမှာကောက်ကျက်တဲ့သူတွေကိုဆိုရင်တော့ဒတဂရီဆိုပြီးတော့ရှင်ပြောလိမ့်ရှိပါတယ်။ရှာမဆိုတာကတော့စိတ်နှလုံးကောင်းပြီးတော့လူတွေကိုတနာကျင်နာတတ်တဲ့ဖြင့်အချစ်သူရဲ့ကောင်းကြီးလေးဖြစ်ပါတယ်။ဒီနရာကြီးကဘယ်ကနေစဉ်သက်လာလဲဆိုရင်တော့ အယုဒ္ဓယာမြို့ကနေပါအယုဒ္ဓယာမြို့ကိုအိုးဆိုးတဲ့မင်းကြီးမှာအရင်ချရတဲ့မိဖုရား၃ပါးရှိပါရင်အဲ့ဒီမိဖုရား၃ပါးကတော့ကောတလာကေကေရီနဲ့သူမိတာဆိုပြီးတော့၃ပါးရှိတာပါသူတို့မိဖုရားတွေမှာလည်းဘယင်သွေးသားဖြစ်တဲ့တောင်းတော်လေးတွေကိုလည်းပိုင်ဆိုင်ထားပါရင်ကောတလာမိဖုရားမှာရှာမမင်းသားကို ဖွားမြင်ခဲ့တာပါလက္ခဏာကိုတော့သုံးမိတာမိဖုရားကဖွားမြင်ထားတာပါဒီသားတော်လေးပါးထဲမှာတော့မင်းကြီးချစ်ဆုံးကရှာမဖြစ်ပြီးတော့ ညီရောလက္ခဏာကလည်းသူ့ရဲ့အကူတော်ကိုတအားချစ်တာပါအဲ့လိုနဲ့တနေ့ကျတော့ရသေးတပားကညီရောနှစ်ပါးကို ခေါ်သွားပြီးတော့အခြားတိုင်းတပားကိုတွားရောက်ခဲ့ပါရီဒီလိုတိုင်းတပားကိုတွားအောင်ချိန်မှာမင်းကြီးဟာသူ့ရဲ့သမီးတော်လေးဖြစ်တဲ့တီရာဒေဝီကိုလက်ထပ်ပေးဖို့အတွက်ကျင်ရတော်ရွေးချယ်ပွဲကိုကျင်းပပေးခဲ့တာပါအခုလိုလုံးနေချိန်နဲ့တိုးသွားတာကြောင့်ညီရောနှစ်ပါးကလည်းစိတ်ဝင်စားသွားကြပါရီဖြစ်စင်တော်မင်းကြီးဟာတာမဲကျင်ရတော်ရွေးချယ်တာမဟုတ်ဘဲနဲ့လေးတင်နိုင်တဲ့သူကို သူ့ရဲ့တမီးကျော်လေးနဲ့လက်ဆက်ပေးမယ်ဆိုပြီးတော့ကြညာခဲ့တာပါဒီလိုကြညာတာကြီးကလည်းညီတော်နှစ်ပါးကဝင်းပြိုင်ရမှာရှာမမင်းသားကလေးတင်နိုင်ခဲ့ပြီးတော့တီရာဒေဝီကိုရရှိခဲ့ပါတယ်နောက်ဆုံးမှာတော့တီရာဒေဝီကိုအယုဒ္ဓယာမြို့ကိုပြန်ခေါ်လာပြီးတော့ပြောရွှင်နေခဲ့တာပါအခုလောမိမရှာသွားတဲ့တာတော့ကိုမင်းကြီးကအရရလွှဲပေးဖို့အတွက်ပြင်ဆင်နေကြတာပါဒီသတင်းကိုကြားလိုက်ရတဲ့ကေကေရီဟာလုံးဝကိုမမြက်ဒေါသထွက်ပြီးတော့သူ့သားတော်ကိုပဲအရရပေးစေချင်တာကြောင့် သူမရဲ့အကြံဉာဏ်ကိုထုတ်ခဲ့ပါတယ်။ဒါကြောင့်မင်းကြီးဟာမိဖုရားကိုလိုရာကြိုက်တဲ့ဆုနှစ်ဆုကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ဂရီပေးကြတာကိုသူမသတိရသွားခဲ့တာပါ။ဒါကြောင့်ဒီချိန်မှာခွင်ရေးကိုလက်လွတ်ဆုံးရှုံးမခံတော့ဘူးဆိုပြီးတော့သူမတွေးခဲ့ပါတယ်။ဒီလိုနဲ့မင်းကြီးကိုသူမရဲ့သားတော်ကိုသာထီးနှံပေးဖို့စုတစုရဲ့နောက်ပြီးတော့ရာမာမင်းသားကိုတိုင်းပြည်အားနင်ထုတ်ပြီးတော့တော်ရဲကိုထွက်သွားခွင့်ပြုဖို့အတွက်သူမတောင်းဆိုခဲ့ပါတယ်။ဒီလိုတောင်းဆိုမှုကိုမင်းကြီးအနေနဲ့ဘယ်လိုမှလက်မခံနိုင်ဖြစ်ခဲ့တာပါ။မှန်တာပေါ့။ တားတော်လေးပါလုံးမှမှသူချစ်ဆုံးတားတော်ကရာမမင်းသားဖြစ်နေကြတာ우ဒါပေမဲ့ယောက်ျားကလေးလိုဆိုကြသလိုသူကလေးပေးကြတာကြောင့်သူကမိဖုရားကေကေရဲ့လိုရာစုကိုလက်ရောပေးဖို့အတွက်ဖြစ်လာခဲ့ပါရင်ဒီကြောင့်ကိုလေရာမမင်းသားကိုဖွင့်ပြောလိုက်ပြီးတော့အကျိုးအကြောင်းပြောပြလိုက်တာကြောင့်ရာမမင်းသားဟာသဘောပေါက်ပြီးတော့သူ့ရဲ့မိဖုရားတီရာဒေဝီကိုလက်ဆွဲခေါ်ကတော်ရဲကိုထွက်လာခဲ့ပါရင်ဖြစ်ချင်တော့သူ့ကိုအရင်ချစ်တဲ့ညီတော်လက္ခဏာကလေးဒီကြောင့်ကိုတည်သွားတာကြောင့် သူနဲ့တူတူလိုက်လာပြီးတော့နောင်တော့ကိုဆောက်ရှောက်ပေးခဲ့ပါတယ်။အခုတော့ထွက်လာတဲ့တောနဲ့ထဲမှာဘလူးတွေရဲ့ရန်တွေလည်းရှိတာကြောင့်သူတို့သုံးယောက်ကအရန်ကိုမှတတိကြီးကြီးထားပြီးတော့နေကြရပါတယ်။အဲဒီအချိန်မှာဘလူးရန်ကိုကာကွယ်ရင်းနဲ့ဒသကလေးရဲ့နောင်တော့ကိုရှာမကတတ်လိုက်မိတာကြောင့်အမြဲတောသားထွက်ပြီးတော့လက်စားပြန်ချေဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ရှာမတို့နေထိုင်ရာတောတွေကိုဘလူးတွေကိုရွှေရောင်သမီးဖန်ဆင်းပြီးတော့စေလို့ခဲ့ပါတယ်။ဒသကလေးကသူကိုယ်တိုင်ရသေးတပါလို့ပုံစံပြပြီးတော့ တီရာဒေဝီရှိရာရက်ကိုလာခဲ့ပါရီအချိန်မှာတီရာဒေဝီဟာရှာမကိုတမင်ဖမ်းပေးဖို့ပြောလာကြောင်းရှာမနဲ့လက်ခမာတို့ကလိုက်ခံပေးခဲ့ကြတာပါဒီအချိန်ကိုခွင်ကောင်းယူပြီးတော့တသကီရီဟာတီရာဒေဝီကိုဖမ်းဆီးခဲ့ပါရီသူနေထိုင်ရာရက်ကိုရောက်တော့မေတီရာကိုမြစ်တာရှိကြောင်းပြောခဲ့ပေမဲ့တီရာကငြင်းခဲ့တာကြောင်းစိတ်တိုပြီးတော့ဖမ်းဆီးချင်အောင်ထားခဲ့ပါရီရှာမတို့ကလည်းဟနုမန်ရဲ့အကူအညီကိုယူပြီးတော့ရောင်စစ်တီရော်တွေနဲ့သွားတိုက်ခိုက်ပြီးမေတီရာကိုကဲ့တင်နိုင်ခဲ့ပါရီ နောက်တော့မေတီယာကိုကဲတင်ပြီးတော့သူမကိုမယုံကြည်နိုင်တာကြောင့်ကျင်းရတော်ဖြစ်မတတ်မဲ့ခဲ့ပါဘူး။ဒီယာကိုသိတဲ့မေတီယာက ရှာမကိုသူမရဲ့တစ္ဆာတရားကိုတိုက်တယ်ပြီးတော့မိမုံလေးကိုခုံချပြခဲ့ပါရီ။ပရိသတ်ကြီးတို့အနေနဲ့ခုလိုမျိုးចောင်းရာတွေကိုထပ်ပြီးတော့သိကြနေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ရှင်။